မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်နေအတူပြည်နယ်ဝင်ကြီးများပြည်နယ်ဥပဒေချုပ်နေတာဝန်ရှိသူများလိုက်ပါလျက်မလ29ရက်နနက်9:00နာရီကကလောခရိုင်ညောင်ရွှေမြို့နယ်အင်းလေးဒေသရှိကီလာကျေးရွာတွင်ငလျင်တန်းကျောင်းအိမ်များပြိုကျပျက်စီးသွားသည့်နေရာများကိုတွားရောက်ကြည့်ရှုပြီးဒေသခံပြည်သူများကိုအပိစကားပြောကြား၍လိုအပ်သည့်များကိုပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါသည် ထို့မှတဆင်ပြည်내ဦးကြီးချုပ်နှင့်အဖွဲ့သည်ဇရက်ကြီးချင်းရွာရှိငလျင်တန်းကျောင်းပြက်စီးပြိုကျသွားသောဖုံတော်ကြီးကျောင်းအားတွားရောက်ကြည့်ရှု၍ငလျင်တန်းသည်ဒေသခံပြည်သူများကိုတာလေးချီကံပညာတတ်တန်းကျောင်း၌နေထိုင်ဆိုင်တောက်ရေးအတွက်ငလျင်တန်းသည်ယာယီစကံစီစဉ်ထားရှိပြီးလိုအပ်သည့်များကိုသက်ဆိုင်ရာဌာနများနှင့်ပေါက်ဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။အင်းချန်ကီလာချင်းရွာအုပ်စုတွင်ငလျင်တန်းကျောင်း အင်ဂျီ644လေးလုံးပြိုကျပျက်စီးခဲ့ကငလျင်တန်းကြောင့်တည်ဆုံးတရားရရှိမှုများလည်းရှိခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားယရနာဆန်ကျောင်းတော်ကြီးသို့သွားရောက်ကာငလျင်တန်းကြောင့်ပျက်စီးယိုယွန်းသွားသည့်ဖောင်တော်ဦးဘုရားပရဟံအတွင်သို့လိုက်နံကြည့်ရှု၍တက်ဆိုင်ရာဌာနများနှင့်ဂောပကအဖွဲ့ဝင်များကိုဖောင်တော်စိတ်ထားရှိသည့်နေရာပြန်လည်ပြုပြင်၍ဘုရားပရဟံအတွင်ပျက်စီးမှုဖြစ်ပွားခဲ့သည့်နေရာများ ပြန်လည်မုံမှန်ပြင်ဆင်ရေးတို့အတွက်စနစ်တကျကော်မတီများဖွဲ့စည်းဆောင်ရွက်သွားရင်လည်းလိုအပ်သည့်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ထို့နောက်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တာလေးချီကဲပညာထက်တန်းကျောင်းသို့သွားရောက်ကာအင်းလင်းဒေတာရှိငလျင်တန်ခန်းစားကြရသည့်ကေလာကြီးရွာမှပြည်သူများယာယီနေထိုင်ရေးအတွက်နေရာများတောက်သုံးရေးအတွက်ရေတန်းဆက်များစားတောက်ရေးအစဉ်ပြေစီရန်တို့အတွက်တက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အင်းလေးဖောင်တော်ဦးစံချောင်းတော်ဝင်ကျင်ရှိရေပြင်သည်ငလျင်လောက်ခတ်မှုတန်းကြောင့်မြေသားမြင့်တက်မှုများဖြစ်ပေါ်ကရေမျက်နှာပြင်သုံးပေကန်အထီကြဆင်းငယ်ကဖောင်တော်ဦးဖရားရင်မြင်တော်ကျမ်းပြင်များအကွဲချင်းချောင်းတော်နိုင်ရန်အချို့အကွဲချောင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရှိကြရပါသည်ရှမ်းပြည်နယ်တွင်နှုတ်ကပ်ခဲ့သည့်အင်းအားအလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့် ယနေ့နေ့နဲ့၁၂နှစ်အထိစရင်ကောက်ယူမှုများအရာထိခိုက်ပျက်စီးဆုံးရှုံးမှုမှာဖျားစေသည့်၉၀တာသနာရေးအဆောက်အဦ၄၈ခုအုပ်ဒတိုင်း၁၂၆ခုဌာနပိုင်းအဆောက်အဦ၃၄လုံးဝန်ထမ်းအင်အား၃လုံးအခြား၈ခု လူနေအိမ်ပြိုကျ1969လုံးဒစိတ်တစ်ပိုင်း249လုံးတဲခိုကန်တစ်လုံးဟိုတယ်၁၂လုံး တရားနှစ်စင်းအလဲဝန်း KV တအားလိုက်နှစ်တသမ48မိုင်၄ရာဘူတအားလိုက်၃တသမ86မိုင်ထရန်စဖော်မာလေးလုံးပျက်စီးခဲ့ပြီးအဆိုပါအင်အားငလျင်လုံခဲ့မှုကြောင့်လူနေအဆောက်အဦးအုံနှံရန်ဟိုတယ်ပြိုကျမှုများကြောင့်သေဆုံးသူ90ဦးထိခိုက်ဒဏ်ရာရရှိသူ85ဦးရှိကြောင်းသိရှိရပါသည်